မိဘပြည်သူများရှင် Prime Media မှာတင်ဆက်မှုဖြစ်ပါရှင်။မိဘပြည်သူများရှင်ဒီနေ့သတင်းမတင်ဆက်ခင်လေးမှာကျမရှင်းပြချင်တာလေးတစ်ခုရှိပါရှင်။မနေ့ကဆိုရင်ကျမနာမည်နဲ့ account ဖွင့်ထားတဲ့ account တစ်ခုရှိပါတယ်။အဲ့ဒီ account ကဆိုရင်ကျမနဲ့ညီမလေးမတ်ပုတ္တကိုရန်တိုက်ပေးခဲ့ပါတယ်ရှင်။ညီမလေးမတ်ပုတ္တရဲ့ YouTube channel အောက်မှာ comment တစ်ခုသွားပြီးတော့မှတ်ခဲ့ပါတယ်။အဲ့ comment လေးကျမပြသပါမယ်ရှင်။ account တူပါဆိုရင်ကျမရဲ့နာမည်အသုံးပြုပြီးတော့ YouTube မှာလည်းသူ channel တစ်ခုထောင်ထားတယ်။ ီးတော့ TikTok မှာလည်း account လုတ်ထားပါရဲ့ရှင့်သူပထမလုတ်ထားတဲ့ account ဆိုရင် follower 4000ကျော်တောင်ရှိပါတယ်အဲ့ဒီ account အသုံးပြုပြီးတော့ဒီညီမလေးမကူတူတို့လိုမျိုးပေါ့နော်ကျမတို့နိုင်ငံတော်ဘက်ကနေရက်တည်တဲ့သူတွေရဲ့အောက်တွေမှာ comment သွားပေးပြီးတော့ကျမကပဲဒီလူတွေကိုတိုက်ခတ်တယ်လို့ပုံစံမျိုးနဲ့အငြင်းနဲ့အဲ့လိုမျိုးရန်တိုက်ပေးလေးရှိပါရဲ့ရှင့်ဒါပေမဲ့ကျမတို့ဘက်ကနိုင်ငံတော်ဘက်မှာရက်တည်တဲ့သူတွေဟာဆိုရင်စင်ကျင်တို့တရားကြီးမှာပါရဲ့ရှင့် ကျွန်မစီကိုဒီလိုပဲလာလာပြီးပြောပြကြပါတယ်အမကဒီလိုလာမှတ်နေရအမလားပေါ့နော်လာမေးကြတဲ့အတွက်ကျွန်မအနေနဲ့ပြန်လဲဖြေရှင်းခဲ့ရတဲ့ကိစ္စရံတွေလည်းရှိခဲ့ပါတယ်ရှင့်မနေ့ကဆိုရင်တော့ဒီမှာလေးမပူတူနဲ့ကျွန်မကိုရှန်တိုက်ပေးခဲ့တာပေါ့နော်မလေးမပူတူကကျမရဲ့ဖုန်းနံပါတ်လေးကိုရှာဖွေပြီးတော့ကျမတို့ရှုံးစီကိုအကြောင်းကြားလာခဲ့ပါရှင့်သူ့ရဲ့အောက်မှာထားလို့လူမျိုးပေါ်တော့လာပြီးတော့မှတ်သွားတယ်ဆိုတာလေးကိုသူကအကြောင်းကြားပေးခဲ့ပါရှင့်ခုလိုလာပြီးတော့အသိပေးပေးတဲ့အတွက်လည်းဒီမလေးမပူတူကိုကျမကျေးဇူးတင်ပါရှင့် မိမလေးပြောပြလို့ဒါဒီကိစ္စကကျမတို့လည်းသိရတာပေါ့နော်။ဒါမှမဟုတ်သူလည်းပွပွင့်လင်းဖွင့်မပြောလို့ရှင်ကျမတို့ကတိုက်ခတ်တဲ့ပုံစံမျိုးနဲ့သူ့စိတ်ထဲမှာလည်းစွဲထင်သွားမှဖြစ်တယ်လို့ကျမတို့လည်းမသိတော့မကောင်းဘောရှင်အဲ့လိုဖြစ်နိုင်ပါရဲ့ရှင်။ဒါကြောင့်ကျမတို့အဖွဲ့အစည်းကျမတို့ဘတ်တော်သားတွေအနေနဲ့ကျမတို့ကြားထဲမှာဒီလိုရှန်တိုက်တဲ့ကိစ္စရရှိနေတဲ့အတွက်ကျမတို့အနေနဲ့ကတော်တော်တတိထားဆင်ခြင်တက်ပါတယ်။အခုခုဆိုရင်ကျမတို့အချင်းချင်းသာဓာတ်ရိုက်ဆက်သွယ်ပြီးပြောကြတာအကောင်းဆုံးပါပဲရှင့်။ကျမအနေနဲ့ဒီကျမကြုံခဲ့ရတဲ့ဖြစ်စဉ်လေးနဲ့ပတ်သက်ပြီးတော့ပြောပြချင်တာကတော့ မတို့အချင်းချင်းကိုပေါ့နော်အဲ့လိုရန်တိုက်ပေးတဲ့အဖွဲ့အစည်းအင်အားစုလူပုတ်ကိုပေါ့နော်အဲ့ဒီလူတွေဟာဆိုရင်ကျမတို့ကောင်းတဲ့မှာတော့ချက်ချင်းရန်သူကိုပဲပြေးနေကြရရှင့်ဒါပေမဲ့ကျမတို့ဒီလိုမျိုးရန်တိုက်ပေးနေတဲ့သူဟာကျမတို့ဘက်ကပူးတက်တယ်လည်းဖြစ်နိုင်ပါရဲ့ရှင့်တချို့ကြတော့ပူးတက်တော့မဟုတ်ဘူးဆိုရင်မဲ့ပင်ကိုမနာလို့စိတ်ကြီးမားတဲ့အတွက်ဒီလောကထဲမှာဆိုရင်ပြိသက်အင်အားရှိလာတဲ့သူတွေတင်ဆက်မှုတွေကောင်းမွန်တဲ့အတွက်ဒါမိပပြည်သူတွေလက်ခံလာတဲ့သူတွေကိုလိုက်ပြီးတော့ထိုးချတဲ့သူတွေရှိပါရဲ့ရှင့်ဒီလူတွေကိုတော့ကျမအနေနဲ့ တနာမိတယ်ပေါ့နော်တနာမိတဲ့စိတ်လေးပဲထားတတ်တော့တယ်။ဘာကြောင့်လဲဆိုတော့သူတို့မှာမွေးရပါကိုပိုင်ရည်ချင်းဆိုတာမပါလာအောင်လည်းတူပါရှင့်။သူတို့စိတ်ထဲမှာကဒီလောကထဲမှာတူဦးတိုးလာလို့ရှင့်ဒီလူကိုငါထိုးချလိုက်ရင်ဒီလူနေရာကိုငါရသွားမယ်ဒီလူကိုချစ်ခင်နေတဲ့ချစ်ချင်းမြတ်တာတွေငါရသွားမယ်ဒီလူရရှိနေတဲ့နေရာရမှုတွေအရေးပေးခံရမှုတွေအသုံးဝင်မှုတွေငါရသွားမယ်လို့မျှော်လင့်နေပုံရပါတယ်။အဲ့လိုလူတွေကိုမွေးထားတဲ့မိဘတွေကိုစားကျွန်မတကယ်ရှက်နေရသေးလား။ လူတွေဆိုတာမွေးလာရကိုပါရေချင်းပါလာပြီးသားပါရှင်ကိုရေချင်းကိုတိုးတောက်အောင်လုပ်ရင်းနဲ့ပဲကိုဘွားကိုတစ်စက်တစ်စက်ညှင့်သွားအောင်လုပ်ရတာကျမတွေးမိတာပေါ့နော်အော်လို့သူများဘွားကိုထိုးချမှသူများကိုနမယ်ဖြတ်တိတ်ခါချမှငါနေရရမယ်ဆိုတဲ့စိတ်ကြီးနဲ့အသက်ရှင်နေရတာရှင်တို့ဘွားအရန်ခက်ခဲမှာပဲနော်အကောင့်တူလုပ်တဲ့သူတွေကျမပြောတာပါကျမတို့မနာလို့ဖြစ်ပြီးတော့ကျမတို့နာမည်နဲ့ကျမတို့လိုက်ပြီးတော့ထိုးချနာမည်ဖြတ်နေရတာရှင်တို့သိပ်ပင်မှန်းမှာပဲရှင့် ကျွန်တော်စူးစမ်းပြီးတော့ခင်းလိုက်ရတဲ့ view ဟာကြီးကိုကျွန်မအခုသတင်းတင်ဆက်ဖို့ရနေအေးအေးဆေးဆေးပဲဖြည့်ရှင်းသွားတာကိုမြင်ရလားချက်အကောင့်တို့ကကျွန်မရုပ်တံကိုတေချာပေါက်လာကြည့်မှကျွန်မသိပါတယ်ကျွန်မနဲ့မပူတုနဲ့ရန်ဖြစ်စေဖို့အတွက်ကိုသူစွမ်းဆောင်နေစူးစမ်းတယ်တော်တော်အုံနောက်သုံးလိုက်ရမှာပဲနော်ဒါကြောင့်သူ့ရဲ့ရည်ရွယ်ချက်ကမအောင်မြင်ခဲ့ပါဘူးချက်ပြီးတော့သွားပြီးတော့ရန်တိုက်ပြီးတဲ့အမျိုးသမီးလေးရာဆိုလဲစင်ညုံတရားကြီးမားတဲ့မပူတုဖြစ်နေပါတယ်ကျမစီကိုလာပြောပြရတယ်ဒါကြောင့်ကျမတို့အချင်းချင်းဖြည့်ရှင်းပြီးတော့ကျမခုတာတေချာလေး public မှာပြောပြပေးတာဖြစ်ပါရှင့် ဘာကြောင့်လဲဆိုတော့မပုတုလေးကကျမကိုလာပြီးတော့ပြောပြရဲဆိုရင်မှတခြားညီကိုပေါင်းမတွေကကျမကိုမပြောဘဲနဲ့စိတ်ထဲမှာကြိတ်ပြီးထင်လွဲသွားတဲ့ကိစ္စတွေရှိကောင်းရှိနိုင်တဲ့အတွက်ကျမပြောပြရဖြစ်ပါတယ်။ကျမနာမည်နဲ့လာပြီးတော့မှတ်နေဆိုရင်အကောင့်ကိုဝင်ကြည့်ပါအကောင့်အတူလားအစ်စ်လားခွဲကြပါဒါကမှတန်တရားမရှင်းဘူးဆိုကျမကိုဓာတ်ရိုက်ဆက်သွယ်ပြီးတော့မေးမြန်းနိုင်ပါရဲ့ရှင့်ကျမဟာလူမှုကွန်ရက်အသုံးပြုတဲ့အခါမှာတရဲနေတင်းနေဒါပေမဲ့သူများအကောင့်အောက်မှာအဲ့လိုမျိုးခွန့်မှန်သွားကြည်လာမျိုးကျမမလုပ်ပါဘူးရှင့်။ဘာကြောင့်လဲဆိုတော့အဲ့လိုမျိုးလိုက်ရေးဖို့အတွက်ကျမမှာတကယ်ကိုအချိန်မရှိလို့ပါရှင့်။ ကျမအားပေးတဲ့သူတွေရှိပါတယ်တင်းသမားတွေမှာဆိုရင်ကိုကျော်မျိုးမင်းကိုကျော်စိုးဦးပြီးလို့ရှင်ကျမတို့တင်းတွေကြည့်ပါရှင်ဦးအောင်မင်းတင်းကိုအောင်မိုးကျော်တင်းပြီးတော့ကိုကျော်စွာတင်းညီမလေးတစင်ဦးတင်းစပီကာထဲမှာဆိုရင်ကုံစော်ပေါင်းရင်တင်းညီမလေးမပုတ္တုတင်း ဒါပြင်ကိုတခြားဒီစင်ကာပူကကိုမောင်မောင်တို့ပေါ့နော်သူတို့သတင်းလေးဆိုတော့ကျမအမြဲတမ်းကြည့်ရှုလေ့လာပါရှင့်ဒါပေမဲ့ကျမတခါမှကိုမန့်မရေးပါဘူးရှင့်ကျမခုပြောပြတဲ့လူတွေအားလုံးနဲ့ကျမတို့နိုင်ငံတော်ဘက်ကရက်တည်ရဲ့သူတွေအားလုံးဟာကျမလေးစားချစ်ခင်ရတဲ့သူတွေပါပဲရှင့်ဒါကြောင့်ဒီလိုလူတွေအောက်မှာကျမနာမည်နဲ့ကျမ profile ပုံစံမျိုးအတူယူပြီးတော့အတူခိုးပြီးတော့ comment တွေရေးထားရဲဆိုရင်ကျမတို့ direct ဆက်သွယ်ပြီးတော့ပြောကြားပေးပါရှင့်။ဒါလေးကိုပဲကျမသတင်းမတင် second လေးမှာမြစ်တာခန့်ကျင်ပါရှင့်။ ပြီးတော့ account လုပ်တဲ့သူတွေပေါ့နော်ဒါကျမမှမဟုတ်ပါဘူးကျမနာမည်နဲ့လည်း account ရှိရယ်ဒီမလေးမပုတ်တူနာမည်ဒီမလေးတစင်ဦးနာမည်ကိုစောဖုံးဟဲ့ကိုစောဖုံးဆို account တွေအများကြီးပဲသိတာအများကြီးနဲတာမဟုတ်ဘူးသူလည်းအဲ့ account ပြဿနာခါကြရင်ဖြေရှင်းရတာရှိပါတယ်သူရောင်းဆောင်ပြီးသူများအောက်မှာအဲ့လိုပဲ comment သွားရှိတော့သူခါကြရင်အဲ့လိုမျိုးဖြေရှင်းရပြဿနာလေးသူလည်းကြုံတတ်တယ်ပေါ့နော်ကျမတွေ့ပါရှင့်အခုကြော်ဆိုးဆိုလည်း account ရှိရယ်ကိုကြုံမျိုးမဲလည်း account account တွေ live ဖွင့်နေတဲ့သူတွေပြောပါတယ်ဗလန်များမှန် nominate ပို့ရှင်ကျမတို့အရေးချင်းတွေလိုက်ပြီးတော့တုပပြီးတော့ account ထုတ်ဖွင့်ပြီးတော့ကျမတို့ထိုးချတိုက်ခိုက်နေရတာမပင်ပန်းလားရှင် ဗရံများမှန်တော့မနစ်ဘူးကျမတို့ပေါ်မှာမနာလိုဝန်တော်စိတ်တွေများနေမှအတူတူကိုယ့်အကူဗရံများအဖြစ်မွေးဖွားမလာတဲ့ဘဝလေးကိုပဲထိုင်တွေးပြီးတော့အခြေချင်းတွေပုံမတိုးတက်အောင်စူးစမ်းမယ်ဆိုပိုအကျိုးမရှိဘူးလားရှင်ပြပြလားနော်ပြပြတာပါရှင်နော်အဲ့တော့ကျမတို့လိုမျိုးဒါကျမတို့ဘက်ကလူတွေဆိုရင်တယောက်တစ်မျိုးစီရင်းချင်းရှိတဲ့အားလုံးဟာဗရံများခဲ့တယ်ကြည်ပဲဘယ်သူမှနော်မနစ်သွားအောင်ရှင်ကျမတို့အခြေချင်းအောင်အားကြရဲဆိုရင်ကျမတို့လိုစူးစမ်းကြပါနော်ကျမတို့မထိုးချနဲ့ရှင် ဒါလေးတော့အကောင့်တူလုပ်နေတဲ့သူတွေအင်အားစုတွေစီကိုကျွန်မစကားလက်ဆောင်လေးပါလိုက်ပြရစီရှင့်မိဘပြည်သူများရှင့်ကျွန်မဒီနေ့ပထမဆုံးတင်ဆက်ပေးမယ့်သတင်းလေးကတော့မန္တလေးမြို့မှာမနေ့ကဖြစ်ပျက်သွားခဲ့တဲ့ကိစ္စလေးကိုကျွန်မတင်ဆက်ပေးချင်ပါတယ်ရှင့်မန္တလေးကမနေ့ကပေါ့နော်မန္တလေးတိုင်းမြေသားမြို့အနောက်တောင်ဘက်6မိုင်လောက်မှာပြင်းအား9.2ရှိတဲ့မင်းကလေးတစ်ခုက9025မိုင်လောက်မှာလှုပ်ခတ်သွားခဲ့ပါရှင့်ငနေလှောင်ရှားမှုကိုခံခဲ့ရတဲ့ဒေသတွေကတော့မန္တလေးမြို့ကြောက်စဲမြေသားမြင်းကြံစကိုင်းမုံရွာပြင်းဥတွေနဲ့ရှမ်းမြောက်နတ်ခမ်းမူဆဲနဲ့နမ်ဆန်စတဲ့နေရာဒေသတွေဖြစ်ပါရှင့် ဲ့နဲ့လှုပ်ခတ်မှုကအချိန်နဲ့နည်းနည်းကြာတယ်လို့သိရပါတယ်။ဒါကြောင့်မန္တလေးမြို့ကန်နေရာဆိုရင်လမ်းတွေပေါ်ထွက်လာပြီးတော့တညာလုံးမအိပ်နိုင်ဖြစ်ခဲ့ရပါတယ်ရှင့်။အရှိန်ရလဲတော်တော်ဒါတော်တော်တိတာထင်ရှားခဲ့ရတယ်ပေါ့နော်အဲ့လိုမျိုးဖြစ်ခဲ့ပါရဲ့ရှင့်ဒီလိုလှုပ်ခတ်ခဲ့တဲ့အတွက်ကျွန်တော်တို့သိခဲ့ရတဲ့သတင်းလေးကတော့မနေ့ကမန္တလေးတိုင်းမှာရှိတဲ့အဆောက်ဦးအချို့ကထပ်ပြီးတော့အထက်မှန်ပြိုးချခဲ့လို့သိရပါရဲ့ရှင့်မတ်လ28ရက်နေ့မှာဖြစ်တော့ကအဆောက်ဦးတွေအပ်သွားခဲ့ရပေါ့နော်အပ်သွားတဲ့အချိန်မှာအခုထပ်ပြီးတော့လှုပ်တဲ့အချိန်လေးတစ်ခုမှာတချို့အဆောက်ဦးတွေကသူ့အတူပြိုးချသွားခဲ့တာလေးကြုံရတယ်လို့သိရပါရဲ့ရှင့်အဆောက်ဦး10ခုလောက်ရှိရဲ့လို့တော့သိရပါတယ် ဒါပေမဲ့အဲ့ဒီအဆောက်အဦမှာလူတွေနေထိုင်နေရမရှိတဲ့အတွက်လူထိခိုက်ဒိဆုံးမှုတော့မရှိဘူးလို့လည်းသိရပါရှင့်။နောက်ထပ်သိရတဲ့ဖြစ်စဉ်လေးတစ်ခုကတော့ငလင်လုတဲ့အချိန်မှာမန္တလေးမြို့စိန်ပန်းရက်အဖေယာယာမရွှေကူကျောင်းတိုင်မှာဖွင့်ထားတဲ့ငလင်သစ်ကေဆေးရေးစခန်းတစ်ခုရှိပါတယ်။အဲ့ဒီကေဆေးရေးစခန်းကယာယီရွက်ဖြင့်တဲလေးပေါ်ကိုကုတ်ကိုပင်တပင်ကအမြင့်လန်ပြီးတော့လဲကြခဲ့ပါရှင့်။ ဒါကြောင့်အဲ့ဒီစခန်းမှာခိုးလုံနေထိုင်နေတဲ့သားဖားနှစ်ဦးတိတ်ဆုံးခဲ့ရတယ်လို့ကျမတို့ဝန်ထဲပေါ်ရသိခဲ့ရပါတယ်ရှင်။ကျမတို့ရဲ့မိဘပြည်သူတွေကဆိုရင်မတ်လ28ရက်နေ့မှာခဲကရရှိခဲ့တဲ့ငလင်းဆိုတဲ့စိတ်တန်ရာကြီးကြောင့်ယနေ့အချိန်ထိတို့တွေစိတ်တန်မှမှုတွေဖြစ်နေတော့မယ်ပေါ့နော်။တချို့ဆိုမိသားစုတွေဆုံးရှုံးရတာလည်းမကြသေးတဲ့အတွက်အင်မတန်ကိုစိတ်ပင်ပန်းနေပါတယ်ရှင်။ဒါပေမဲ့လည်းရှင်သဘာဝပေးတန်ကြီးဆိုတာကကျမတို့ကတားဆီးလို့မရတဲ့အရာတစ်ခုဖြစ်ပါရဲ့ရှင်။အခုလိုလေးပြန်ဖြစ်လာတဲ့အခါမှာအထူးသတိပြုပြီးနေထိုင်ကြဖို့အတွက်လည်းကျမတိုက်တွန်းချင်ပါရဲ့ရှင်။ပြီးတော့ထပ်မံတိုက်တွန်းချင်တာကမကြောက်ရင်မိုးရွာတီရောက်တော့မှဖြစ်တဲ့အတွက် ဒီမိုးရသည်မှာဒီနှစ်ပေါ့နော်ရေကြီးမိုးကြီးလေမုန်တိုင်းစတဲ့အခြေအနေလေးတွေလည်းရှိနိုင်တယ်ဆိုပြီးတော့မိုးလေဝသပညာရှင်တွေပြောကြားထားအမြင်တွေ့ရပါတယ်ရှင့်။ဒါကြောင့်ကျွန်မအနေနဲ့အိမ်လေးတွေခိုင်ခန့်အောင်ကိုယ့်ရဲ့အိမ်ကရေစည်းရေလားပေါ့နော်ဒီချောင်းပေးမြောင်းပေးမှာရှိရဲဆိုရင်နေရာလေးရွှေ့ပြောင်းနေထိုင်နိုင်ဖို့အတွက်စူးစမ်းထားကြပါလို့လည်းကျွန်မတိုင်တွန်းချင်ပါတယ်ရှင့်။ကျွန်မနိုင်ငံမှာကဒီလိုသဘောပေးတဲ့နေဖြစ်လာတဲ့အခါကြလို့ရှင်ကျမတို့ကရိုးမယ်ဖွဲ့တဲ့ကိစ္စလေးရှိရပါတော့တချို့ကြောင့်လည်းကံကိုရိုးမယ်ဖွဲ့တယ်တချို့ကြောင့်လည်းလူတွေရဲ့လုံဆောင်ချက်တွေကိုရိုးမယ်ဖွဲ့ပါရှင့် တကယ်တော့ကျမတို့တွေနဲ့ကပိုင်းမှာနေထိုင်တဲ့အခါမှာကပိုင်းကြီးကတဘာဝစနစ်တစ်ခုနဲ့လဲပတ်နေတဲ့အရာတစ်ခုသာဖြစ်ပါတယ်။ကျမတို့ကဒီကပိုင်းပေါ်မှာမှီတဲနေထိုင်တာပေါ့နော်။ဘယ်တော့တော့ဘယ်နိုင်ငံမှာဆိုအားလုံးကဆက်ဆက်နေရရှင့်ခပိုင်းပေါ်မှာလေကျမတို့ကကုန်းပြေတစ်ခုတည်းပေါ်မှာနိုင်ငံတွေအများကြီးရှိနေတယ်ပင်လယ်ပြင်တွေသမုတ်တရားတွေအားဆိုရင်လေကျမတို့အားလုံးရဲ့တူညီသောပိုင်ဆိုင်မှုလေရှင့်ဒီပင်လယ်ပြင်မှာဒီသမုတ်တရားမှာဒါငါနိုင်ငံရဲ့နယ်မြေစည်းတစ်ခုအနေနဲ့ပါသတ်မှတ်လိုက်တဲ့ဆိုရင်ဒီသမုတ်တရားကြီးတစ်ခုကဆက်ဆက်နေရရှင့်ဒီတော့ဒီသမုတ်တရားကြီးအစိတ်တဲ့ငယ်မယ်ဆိုရင်ဒီသမုတ်တရားကြီးကိုပိုင်ဆိုင်တဲ့နိုင်ငံအားလုံးစိတ်တဲ့မှာပဲရှင့် ဒီကုန်းပြေဟာစိတ်သက်မယ်ဆိုရင်ဒီကုန်းပြေမှာနေထိုင်တဲ့လူသားအလုံးစိတ်သက်မှာပဲရှင့်ဒါဟာဂေယစနစ်လို့ခေါ်ပါတယ်ဂေယစနစ်တဘာပတ်ဝန်းကျင်လို့ခေါ်ပါတယ်ကျမတို့ကအခါကျရင်ရေတိုကိစ္စလေးစဉ်းစားမိရေပေါ့နော်ရေရှည်မှာဂေယစနစ်နဲ့တဘာပတ်ဝန်းကျင်ကိုဘယ်လိုထိန်းသိမ်းရမလဲဆိုတာလေးကိုမေးမြုပ်မေးလျော်နေကြပါတယ်ရှင့်ဒါလေးတွေကျမတို့ဆင်ခြင်တက်ပါတယ်ကျမတို့ဂေယစနစ်မပြည့်စည်ဖို့အတွက်သဘာဝပုံဝင်ခြင်းမပြည့်စည်ဖို့အတွက်ကျမတို့လူသားတွေရှော့မဲ့အရာလေးတွေဆင်ခြင်ရမဲ့အရာလေးတွေလည်းကျမနောက်ပြင်းတင်ဆက်မှုလေးတွေမှာရှာဖွေပြီးတော့တင်ဆက်ပေးပါမယ်ရှင့် ။ကြိယာစနစ်နဲ့တဘာဝပတ်ဝန်းကျင်ကိုဘယ်သူမှမဆောက်ရှောက်နေပါစေ။ကိုကပဲစတင်ပြီးတော့ဆောက်ရှောက်လာပါရှင့်။ကျမတို့အနေနဲ့ဆိုရင်ခြံဝင်းရှိရင်တစ်ပင်လေးတွေစိုက်တာ၊တဘာဝပတ်ဝန်းကျင်ကိုထိမ့်သိမ်းတာ၊လေထုညင်ညံအောင်မပြုတ်လောက်တာလေးတွေကကျမတို့ကြိယာစနစ်နဲ့တဘာဝပတ်ဝန်းကျင်ကိုဆောက်ရှောက်တာပါပဲရှင့်။ဒီလိုအလေးချိန်ကောင်းလေးတွေနဲ့ကျမတို့နိုင်ငံကျမတို့ကမ္ဘာကြီးကိုပြန်ပြီးကဲတင်နိုင်အောင်ကြိုးစားရပါမယ်။ဒီချစ်ကြလို့ရှင်တော့ကျမတို့ငလင်းလောက်တာတွေမုန်တိုင်းထန်တာတွေရေကြီးတာတွေစတဲ့အရာတွေရောပါသွားမှာပါရှင့်။ဒါဆိုတော့ကျမတို့ကမ္ဘာကြီးပေါ်မှာအေးအေးချမ်းချမ်းနေနိုင်တာပေါ့ရှင်။ ဒါကြောင့်တဘောဘေးဒဏ်ကြောက်တယ်ဆိုရင်တဘောပတ်ဝန်းကျင်ကိုထိမ့်သိမ့်မှာဂေယစနစ်ကိုစောင့်ရှောက်ပါလို့ဒါကျွန်မအနေနဲ့သတင်းသုံးသပ်ချက်လေးရနေပြီးတော့ပြောကြားလိုက်ပါစေရှင်။မိဘပြည်သူများရှင့်ကျွန်မခုတက်ဆက်ပေးမှာတော့သတင်းတူလေးတပုတ်သားဖြစ်ပါရှင့်။အဲ့ဒီသတင်းလေးကတော့ AA ထောက်ပံ့ရေးတာဝန်ခံတွေမွေးရစီဝါရောင်းချတဲ့အတွက်နိုင်ငံတော်ကဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်းလေးကိုကျွန်မမနေ့ကလည်းတပ်သိနဲ့တကွာတင်ဆက်ပေးပြီးပါပြီရှင့်။အဲ့လိုတင်ဆက်ပြီးရတဲ့သတင်းတွေထွက်ပေါ်လာပြီးရနောက်မှာပေါ့နော်။ AA ကနေပြီးတော့ပြောရေးဆိုဝင်ရတဲ့ပုံကူဖြစ်တဲ့ဥခိုင်ဒုက္ခက ခေတ္တမီဒီယာနဲ့အမေးဖြေခံတာတခုပြုလုပ်ခဲ့ပါရှင့်အဲ့ဒီအမေးဖြေခံတာတွေမှာပြောထားတယ်ဆိုမှပြောပြပါမယ်ဥက္ကဋ္ဌကကဘာပြောလဲဆိုရင်ဒီကိစ္စကတဲ့သူတို့ပေါ့နော်ဒီ AA တွေကမွေးစေဝါရောင်းဝယ်ဆိုတဲ့ကိစ္စကိုပေါ့နော်နိုင်ငံတော်ကပြောတယ်ဆိုတာကတဲ့အကြမ်းဖက်စစ်တပ်ရဲ့အခြေမြစ်မရှိရဲ့လောက်ကျန်ဖန်တီးရဲ့ဆူဆော့ချက်တွေပဲဖြစ်ပါတယ်တဲ့ဥက္ကဋ္ဌကလို့ဘာလို့ကတက်မတော်ကိုအကြမ်းဖက်စစ်တပ်လို့ပဲအမြဲတမ်းသုံးနှုံးအောင်မြင်တွေ့ရပါတယ်ချက်သူတို့ AA အဖွဲ့ရဲ့အကြမ်းဖက်မှုတွေကတော့မြန်မာနိုင်ငံမှာတက်တဲ့နေတကွာထင်ရှားစွာပေါ်နေပြီရှင်ဒါပေမဲ့လက်ညှိုးကတော့သူများထိုးထားစေပါပဲသူတို့ရဲ့အကျင့်ပေါ့နော် အဲ့ကျွန်တော်သူဆက်ပြောထားတာကကျွန်တော်နဲ့လုံးဝဆက်ဆက်မှုမရှိပါဘူးတဲ့ခင်ဗျားကလည်းအားလုံးသိပါတယ်တဲ့မြန်မာပြည်မှာမွေးရဆေးဝါလောင်းကစားကြားပြန့်လိမ့်လဲမှုတွေအားလုံးကိုထိ ंछ ုပ်ပြီးလောက်ကင်နေတာကဒီတက်ချုပ်ဦးစီးတဲ့အစံဘတ်စစ်ကောင်ဒီဘုံကျော်ကြီးကြီးပဲဖြစ်ပါတယ်ဆိုပြီးသူကအတိအကျဆွဆွဲထားပါရဲ့ရှင့်။ငါကျွန်မတက်ချုပ်ဆိုပြီးထည့်ပြောတာသူပြောထားတာကတက်ချုပ်ရဲ့နာမည်အရင်းကိုလေးစားမှုမရှိစွာနဲ့ပြောထားတာဖြစ်ပါရဲ့ရှင့်။ဒါကလည်းမြန်မာနိုင်ငံလုံးသိပါတယ်နိုင်ငံကတိုင်ဝမ်ကလည်းသိပါတယ်ဆိုပြီးပြောထားပါတယ်ရှင့်။သူကတော့သူဆွဆွဲတာပေါ့နော်ဒီလိုမျိုးစေဝါရောင်းတာတွေသူတို့အေးအဖွဲ့ကမလုပ်ဘူးလုပ်နေတာကစစ်တပ်ကလုပ်တာဆိုပြီးတော့အတိအကျဆွဆွဲထားတာပါတယ်ရှင့်။ သူဆက်လက်ပြောကြားထားတာကဒီလိုမျိုးအရင်ကလည်းအချိန်ချင်းဆွဆွဲဟုပါတယ်တဲ့ဒီဆွဆွဲချက်တွေကိုပြန်ကြည့်ရင်လည်းသူတို့ဇလန်းစင်တာတွေအားလုံးတပုံစံနဲ့ဖြစ်နေတယ်လို့ပြောထားတယ်ပြီးတော့ဒီဥစားပေါ့နော်စက်ကောင်စီကလောက်ကြံဖန်တီးရဲဆိုတာတဲ့သူတို့အေအေကနေပြီးတော့ထိန်းချုပ်နိုင်တဲ့နေမြင်ကကျယ်ပြန့်လာတဲ့အတွက်အိန္ဒိချင်းနိုင်ငံအပါအဝင်ကုလသမဂ္ဂကသူတို့အေအေကိုအတိမတ်ပြုလာတဲ့အချိန်မှာပေါ့နော်စက်ကောင်စီကကျွန်တော်တို့ရဲ့ဂုံးသိက်ကညှိုးနှမ်းစီလိုတဲ့ရည်ရွယ်ချက်နဲ့ဒီလိုမျိုးနိုင်ငံရေးအောင်လုံးထိုးပြီးတော့မတရားလောက်ကြံတိုက်ခိုက်တာဆိုပြီးတော့ဥက္ကဋ္ဌကပြောကြားထားပါရဲ့ရှင့် မင်းမော်လေး तू ပြောလေ तू စကားပေါ့ तू စကားပေါ့နော် तू อ่ะအမြဲတမ်းအလိုပဲရှင်တည်းကျွန်မသတိထားမိရအေအေကတာဝန်ခံနေမွေးရစေဝါရှောင်းတာကိုနိုင်ငံတော်ကမိတိုင်း तू ထွက်ထွက်ပြီးဖြေရှင်းတယ် तू မဟုတ်ပါဘူးဆိုပြီးငြင်းတော့ပေါ့နော်ဒါကတော့လေဒါသူ့တာဝန်နဲ့အတူပါရှင်သူ့ရဲ့တပ်ပုံလေးဆိုတော့ပြတ်သွားပါမယ်တော့သူ့အနေနဲ့ဖြေရှင်းလာပြီဆိုတော့ဟုတ်ပါပြီဟုတ်ပါပြီပေါ့ဖြေရှင်းပါတယ်ပေါ့ဆိုတော့အခုဒီအေအေကတာဝန်ခံနေတာဆိုရင် မွေးရစီဝါရောင်းချပြီးတော့သူတို့အေအေအတွက်ကိုလက်နက်ဝယ်တဲ့ကိစ္စရင်လုပ်တယ်ဆိုတော့နိုင်ငံတော်တက်တင်နေတကွာထုတ်ပြန်ထားတာရှင့်အဲ့ဒါမကျင်တော့ဘူးဆိုနိုင်ငံတကာအဖွဲ့အစည်းနဲ့စစ်ချင်တယ်ဆိုလဲဆက်လိုက်ပါရပါတယ်။ဘာကြောင့်လဲဆိုတော့ဒီဘက်ကတက်တင်ခံလို့နေရတဲ့အတွက်ဘဲသူလားစစ်စစ်ဒီဘက်က okay ပါတယ် okay ပါတယ်ဆက်လိုက်ပါ။ပြီးတော့ကျမနေနဲ့မင်းကုန်းလေးထုတ်ချင်တာပေါ့နော်အေအေကဟုတ်ပြီဒါသူတို့နေနဲ့ညင်းနေရှင်ညင်းနေငါတို့ဒီလက်နက်ဝယ်တဲ့ခါမှာမွေးရစီဝါနဲ့ ချောင်းချတဲ့ပတ်စံတွေမသုံးဘူးစသက်ဖြစ်ပေါ့နော်ဒါဆိုကျွန်မမေးခွန်းလေးနှစ်ခုပဲမေးချင်တယ်ဥခိုင်ဒုက္ခကိုကျွန်မမေးချင်တာပေါ့နော်အဲ့ဒါဘာလဲဆိုတော့ဒီဥခိုင်ဒုက္ခအနေနဲ့ဖြေရမှာကအေးအေးရဲ့ဝင်ဝင်လန်းကြောင်အဲ့ဒါဆိုဘယ်ရရရလဲရှင်မေးခွန်းလေးနံပါတ်၁ပေါ့နော်နောက်ထပ်မေးခွန်းတစ်ခုကကြတော့အခုတိုက်နေတဲ့စစ်ပွဲတွေမှာလက်နက်တွေအသုံးပြုတဲ့အေးအေးအဖွဲ့ကအဲ့ဒီလက်နက်တွေကိုဘယ်ရဝင်ဝင်နဲ့ဝယ်တာလဲရှင်ဘယ်ရဝယ်တာလဲရှင်ဒီမေခွန်းလေးနှစ်ခုပဲကျမကိုဖြေးချပေးပါရှင့်ဒီလိုဖြေးချတဲ့အခါမှာလေလေနဲ့ဖြေးချတာမဟုတ်ဘဲနဲ့တက်တဲ့နဲ့တကွာဖြေးချပေးပါနော် စစ်တိုက်တယ်ဆိုတာထောက်ပံ့ခြင်းမရှိပဲတိုက်လို့မရအောင်ရှင်ပတ်စံမရှိပဲစစ်တိုက်လို့မရအောင်အဲ့ဒါသိကြတယ်ဒီတော့ဒီပတ်စံတွေဘယ်ရရလဲဘသူထောက်ပံ့နေရလဲဒါလေးကိုတစ်ချက်လောက်ဥက္ခိုင်ဒုက္ခလို့ရှင်းပြပေးပါလားရှင်တသက်တဲ့နေတော့ကရှင်းပြပေးပါလားဝင်ဝင်လမ်းကြောင်းဘယ်ရရနေရလဲလို့ ဝင်ငွေတွေမီလီယံနဲ့ချီဘီလီယံနဲ့ချီပဲရရနေရလဲလို့ရခိုင်လူမျိုးတွေထောက်ပံ့နေရလားရှင်ရခိုင်လူမျိုးထောက်ပံ့နိုင်တာဘယ်လောက်ရှိမှာမလို့လဲရခိုင်လူမျိုးလူဦးရေမြန်မာနိုင်ငံမှာဘယ်လောက်မှမရှိဘူးနိုင်ငံခြားမှာရှိရတဲ့လူတွေရောစီးစိမ်ချွတ်ပြီးတော့အိမ်တိုင်းချွတ်ရောမီထောက်ပံ့မတဲ့လားလောက်ပါဦးရှင်အဲ့လိုမျိုးဟုတ်တယ်နော်အဒီတော့အဲ့ဒီပတ်စံတွေပဲရရရလဲရှင်ဝင်ငွေလမ်းကြောင်းတွေချပြလိုက်ရင်ပြီးသွားပါပြီရှင်းပါတယ်နိုင်ငံတော်ကဒီလိုဆွဆွဲနေပါတယ်ဆိုရင်ဒါကျွန်တော်တို့က ငွေစီဝါရောင်းလို့ရတဲ့ပတ်စံမဟုတ်ဘူးကျွန်တော်တို့ရတဲ့ပတ်စံကဒီလမ်းကြောင်းအောင်ရတာဒါကြောင့်ကျွန်တော်တို့ဒီဖြူစင်နေဆိုရမျိုးတက်တဲ့နဲ့တကွာချပြပါရှင့်ဒီလိုမျိုးထိုင်ပြီးတော့ငုတ်တုတ်လေးနဲ့စကားပြောတာတော့လူတိုင်းပြောလို့ရတယ်ခလေးခေါ်ပြောတော့ရတယ်ရှင့်ဥခိုင်ဒုက္ခမှာမဟုတ်ဘူးဘသူ့ကိုမဆိုအေးအေးပြောဆိုခွင့်ရပုံပုံနေရမှာထည့်လိုက်ပြီးတော့ရှောက်ပြောစမ်းဆိုလူတိုင်းပြောတတ်တဲ့ကိစ္စရှင့်ဒါနဲ့တော့ဒီတော့ဥက္ကဋ္ဌဒုက္ခရဲ့တိတ်ခါအတွက်ကောအေအေဖွဲ့ရဲ့တိတ်ခါအတွက်ကောဥက္ကဋ္ဌဒုက္ခတို့အင်မတန်ယုံကြည်ကိုးကွယ်နေကြတဲ့ထွန်းမြတ်နိုင်တဲ့တိတ်ခါအတွက်ကောအေအေရဲ့ဝင်ဝင်စီးကြောင်းလမ်းကြောင်းချပြလိုက်ပါရှင့်။ဒါဆိုရှင်းသွားပါလေ။ ကျွန်တော်တို့ဒီဒီလက်နက်တွေဝယ်တယ်ဘယ်ဝင်ငွေရနေရလဲဆိုဒီဝင်ငွေရရတယ်ရှင်းတယ်ဘဏ်ကောက်နေပါနဲ့တခြားပြလိုက်ဟုတ်တယ်နော်ရှင်းသွားပြီဒါဆိုရင်ဒါပေမဲ့အဲ့လိုမပြနိုင်ဘူးဆိုလို့ကတော့နိုင်ငံတော်ကနေပြီးတော့တက်တဲ့တဲ့ကွာတင်ပြထားတယ်အေးအေးဟာငွေရေးစေဝါရောင်းဝယ်နေတဲ့ကိစ္စကအမှန်တရားပဲဖြစ်နေမှာပဲရှင်နိုင်ငံတကာကလည်းသိပါရှင်ဒုက္ခဒုက္ခလို့ကျွန်မပြောချင်တာကနိုင်ငံတကာနဲ့မြန်မာနိုင်ငံသားနဲ့မတူဘူးရှင်မြန်မာနိုင်ငံသားအချို့မှာရခိုင်လူမျိုးအချို့မှာပုံကိုယ်ဆွဲကြည့်ပြီးတော့ဥက္ကဋ္ဌဒုက္ခတို့ယုံကျင်ယုံလက်မယ်နိုင်ငံတကာကမျက်စိပွင့်နားပွင့်နေရှင်မယုံဥက္ကဋ္ဌဒုက္ခတို့ မယုံတဲ့အတွက်အခုချိန်ကြီးဥက္ကန်ဒုက္ခတို့အေးအေးဖွဲ့စည်းပေါ်မှာလာပြီးတော့အပြည့်အဝအတိအလင်ပူပေါင်းဆောင်ရွက်တာမရှိတာပေါ့ရှင်ဥက္ကန်ဒုက္ခတို့အေးအေးဖွဲ့စည်းရကဘာမှအကြမ်းဖက်ဖွဲ့စည်းပဲရှိရရှင်ဥက္ကန်ဒုက္ခတို့လာပြီးတော့အဖတ်တလုံးနဲ့လာပတ်သက်တာတို့ဘေးရနိုင်ငံရပဲရှိရနော်ဥက္ကန်ဒုက္ခတို့အသိဆုံးပဲဘင်းတွေပဲရှိရဘာကြောင့်ပတ်သက်တာလဲဆိုဘင်းတွေကလည်းဥက္ကန်ဒုက္ခတို့ကောက်ကောက်သုံးချဖို့ပတ်သက်နေရရှင်ဒါလေးကိုခေါင်းထဲမှာမှတ်ထားပါအောင်နော် ဥက္ခဒုက္ခနဲ့ဥထုတ်မျက်နှာအုံနောက်နဲမယ်ဆိုရခိုင်လူမျိုးမျိုးတုံးသွားမယ်ဆိုလည်းမမေ့စေချင်ပါဘူးရှင့်ဒီတော့နိုင်ငံတော်ကထုတ်ပြန်တာကိုဖင်ပိတ်ငင်းမနေဘဲနဲ့တက်သေးနဲ့တကွာရှင်းပြဖို့လိုပါတယ်ဥက္ခဒုက္ခတို့ရဲ့လားရဟာရခိုင်လူမျိုးမျိုးတုံးရာဖြစ်နေရဲဆိုတာလေးကိုလည်းစဉ်းစားဆင်ခြင်မို့လို့လည်းဆိုရအကြောင်းလေးကိုကျွန်မတင်သုံးသပ်ချက်လည်းနေပြောပြလိုက်ပါစီရှင့်ဒီဘက်ပြည်သူများရှင့်ကျွန်မခုဆက်လက်တင်ဆက်ပေးမယ့်သတင်းလေးကတော့ ဝမ်းနည်းစရာဖြစ်ပျက်ထရနေပြီးတော့အနည်းငယ်စိတ်သက်သာစရာရစေတဲ့ဖြစ်ပျက်လေးတစ်ခုကျွန်မတင်ဆက်ပေးချင်ပါတယ်ရှင်။အဲ့ဒါကတော့ထိုင်းနိုင်ငံသတင်းရတာဖြစ်ပါတယ်။မတ်လ28ရက်နေ့မှာဆိုရင်မြန်မာနိုင်ငံမှာငလင်လှုပ်ခတ်ခဲ့လို့ထိုင်းနိုင်ငံမှာလည်းငလင်လှုပ်ခတ်ခဲ့ပါတယ်ရှင်။ဒီလိုလှုပ်ခတ်ခဲ့တဲ့တော့ထိုင်းနိုင်ငံမှာဆောက်လက်ဆအဆောက်အဦတစ်ခုပြိုကျခဲ့တယ်ဆိုတာမိဘပြည်သူများလူမှုကွန်ရက်ဆောင်မျက်နှာမှာများမြင်တွေ့ပြီးသားဖြစ်ပါတယ်ရှင်။ဒီလိုမျိုးပြိုကျပျက်စီးခဲ့တဲ့အတွက်အဲ့ဒီမှာတိမ်ဆုံးသူဟာဆိုရင်60ကျော်ရှိခဲ့တယ်လို့သိရပါရှင်။ဒဏ်ရာရရှိသူကတော့9ဦးရှိခဲ့ပါရှင်။ ဒီ data လေးကိုတော့ထိုင်းနိုင်ငံကိစေအဖွဲ့အစည်းတွေထုတ်ပြန်ထားဖြစ်ပါရှင်။ဒီ data လေးနဲ့ပတ်သက်ပြီးတော့ကျွန်မဆက်ဆက်တာလေးပြောပြပါမယ်ရှင်။ဒီလိုမျိုးအဆောက်အုံပြိုကျခဲ့တဲ့အတွက်ဒီအဆောက်အုံကိုစောက်လုပ်ခဲ့တဲ့ Italian Thai Development Company ဥက္ကဋ္ဌဖြစ်တဲ့ Brand Thai အပါအဝင်စောက်လုပ်ရေးလုပ်ငန်းနဲ့သက်ဆိုင်တဲ့ Engineer ပြီးသူကလုပ်ငန်းရှင်15ဦးကိုထိုင်းဆိုးရကနေပြီးတော့ဖန်ဝရထုတ်ခဲ့ပါရှင်။လိုမျိုးဖမ်းဝရထုတ်လိုက်တဲ့အချိန်မှာဆိုရင်မေလ16ရက်နေ့မှာ73ဦးကရတက်ဖွဲ့ဝင်ကိုလာပြီးတော့ပူးပေါင်းပြီးအဖမ်းခံကြပါရဲ့ရှင့် ကျန်တဲ့နှစ်ဦးကတော့ခီးလွန်နေတဲ့အတွက်သူတို့လာပြီးတော့ဖမ်းခံပါမယ်ဆိုပြီးတော့ထိုင်းအစိုးရစီကိုအကြောင်းကြားလာတယ်လို့သိရပါတယ်ရှင့်။သူတို့နိုင်ငံစီးပွားရေးသမားတွေကဒါကတော့တော်တော်ကိုဂုံယူလေးစားဖို့ကောင်းပါရှင့်။ကိုရဲ့တာဝန်ယူမှုတာဝန်ခံမှုမြင့်မာတော့မြင်တွေ့ရပါတယ်ရှင့်။ထူးခြားချက်အနေနဲ့ဒီအစာဥပြိုကြတဲ့အခါမှာတိတ်ဆုံးသွားခဲ့တဲ့သူတွေမှာမြန်မာလုံသား၃ဦးပါဝင်ခဲ့တယ်လို့သိရပါရှင့်ဒီမြန်မာလုံသား၃ဦးဆိုရင်မေလ၁၆ရက်နေ့မှာ ချာနာရစ်ကုမ္ပဏီကနေပြီးတော့တေဆုံးသူတူအတွက်ကိုဘတ်30သိန်းနဲ့3ဥစာအတွက်ဘတ်ငွေ30တိတိကျော်ကြီးပေးခဲ့တယ်လို့သိရပါတယ်ရှင့်။ကျော်ကြီးငွေကလည်းသူတို့မိသားစုလက်ထက်ကိုရောက်ရှိသွားခဲ့ဖြစ်ပါတယ်ရှင့်။ကျော်ကြီးငွေကိုကုမ္ပဏီကပေးခဲ့တာဖြစ်ပြီးတော့ပကန်ဆန်ခွန်ယုံကနေပြီးတော့နင်နာကြီးထုတ်ယူနိုင်မှုအတွက်လည်းဆက်လက်ဆောင်ပေးတော့မှာဖြစ်တယ်ဆိုပြီးသူတို့အကူအညီဆောင်ရှောက်နေတဲ့ WAG မြန်မာအဖွဲ့ကပြောကြားထားတာကိုမြင်တွေ့ရပါတယ်ရှင့်။ ကျမအနေနဲ့ဒီသတင်းလေးဖတ်ရတဲ့အခါမှာတေဆုံသွားခဲ့ရတဲ့ကျမတို့မြန်မာနိုင်ငံသားသုံးဦးအတွက်လည်းစိတ်မကောင်းဖြစ်ရပါတယ်ရှင်။ဒါပေမဲ့အခုလိုမျိုးတေဆုံရမှုအတွက်ထိုင်းနိုင်ငံကဒီလိုတာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့ကြော်ကျေးဝင်ပေးခဲ့တဲ့အတွက်လည်းသူတို့မိသားစုတွေကိုစားကျမဝမ်းသာပါတယ်ရှင်။ဘလို့ဖြစ်ဖြစ်ဘွားအခက်ခဲပြေလေသွားတာပေါ့နော်တို့ကကျမအနေနဲ့မိကုံးထုတ်စရာလေးရှိလာတာကကျမနိုင်ငံမှာလည်းငလျင်တန်ခံခဲ့ရရဲ့ရှင့်ထိုင်းနိုင်ငံကဖြစ်သွားတဲ့ဆုံးရှုံးမှုဟာဆိုရင်ကျမနိုင်ငံရဲ့ဆုံးရှုံးမှုနဲ့နှိုင်းယှဉ်လို့ရှင်တိတိလေးပဲရှိရ သူတို့တော်မှာဒီအရာတွေတာဝန်ယူမှုတာဝန်ခံမှုနဲ့လုပ်ငန်းရှင်တွေဆိုလဲကွက်ကိုလာပြီးဖန်ခန့်နေတာဝန်ယူတယ်တည်ဆုံးသွားတဲ့သူတွေအတွက်ရောကြီးငွေတွေပေးတယ်ဆိုတဲ့အခြေအနေတခုမှာကျမတို့နိုင်ငံမှာရောဆက်လွယ်လုပ်ငန်းရှင်တွေအနေနဲ့အခုချိန်ထိတာဝန်ယူမှုတာဝန်ခံမှုတွေရှိပါပြီလားရှင့်ငလင်ဖြစ်ခဲ့တာအချိန်ကာလတခုရှိခဲ့ပါပြီဒီမှာစစ်ဆေးမှုတွေတိုင်းထွာမှုတွေနဲ့ပြုလုပ်လောက်ပြီးတဲ့အချိန်ကာလရောက်နေပါပြီကျောတာဝန်ယူမှုတာဝန်ခံမှုအပိုင်းလေးစီကိုရောဘသူတွေကများရောက်ရှိလာမလဲဆိုတာလဲကျွန်တော်စောင့်ကြည့်နေပါရှင့် စလို့ရေလုပ်ငန်းရှင်တွေအနေနဲ့အခုဖြစ်သွားတဲ့ကိစ္စမှာငလင်တစ်ခုတည်းရပဲပြည့်ရှိရလို့သတ်မှတ်ထားပါသလားရှင်။ကိုယ့်ရဲ့လုပ်ငန်းကရောဒီပေါ်မှာတာဝန်မရှိဘူးလို့တကယ်ခံယူထားပါသလားရှင်။ဒါဆိုတော့ကျွန်မမပြောချင်တော့ဘူးနော်မတိုက်တွန်းချင်တော့ပါဘူး။တကယ်လို့ကိုယ့်ရဲ့လုပ်ငန်းဟာငလင်ကလည်းတာဝန်ရှိရယ်ကိုယ့်ရဲ့စလို့ရေလုပ်ငန်းဟာလည်းဒီပေါ်မှာတာဝန်ရှိရယ်ဆိုရင်တော့တာဝန်ရှင်မှုတာဝန်ခံမှုတစုံတရာလောက်ကင်ကြဖို့အတွက်အချိန်ခါတက်ပါရှင့်။ဒါဟာမြန်မာနိုင်ငံမှာရှိတဲ့စလို့ရေလုပ်ငန်းရှင်တွေအားလုံးရဲ့ဂုဏ်သိက္ခာနဲ့သက်ဆိုင်ပါရှင့်။ ထိုင်းနိုင်ငံဆိုတာကျမောင်းနဲ့ကက်ရက်ရှိတဲ့နိုင်ငံမှာသူတို့နိုင်ငံလုပ်ငန်းရှင်တွေကြည့်ပါအောင်ရှင့်တာဝန်ရှင်မှုတာဝန်ခံမှုပြည့်ဝတယ်ငွေကြေးချမ်းသာခြင်းနဲ့အတူစိတ်တက်တွေလည်းညှင်းမာကြအောင်မြင်တွေ့ရတယ်ရှင့်ကျမောင်းနိုင်ငံကလုပ်ငန်းရှင်တွေရောအဲ့လိုစိတ်တက်လေးညှင်းမာကြမှာလားခေါင်းဆောင်နေကြမှာလားဆိုတာကတော့မိဘပြည်သူများအားလုံးနဲ့တူကျမတို့ကလည်းစောင့်ကြည့်လေ့လာနေပါရဲ့ရှင့်ဒါပြင်ကိုနစ်နာခဲ့ရတဲ့ပြည်သူတွေအတွက်ကောလုပ်ငန်းရှင်တွေကနိုင်ငံတော်ကပေးတာမဟုတ်ဘဲနဲ့ပေါ့နော် လုပ်ငန်းရှင်တွေကရော ရော်ချင်းကိုလေးတွေများပေးဖို့အစီအစဉ်ရှိမရှိဆိုတာလေးလည်းတစ်ချက်လောက်ဖြေးချပေးကြပါအောင်ရှင့်ကျမတို့ကကျမတို့နိုင်ငံပုံစံအပေါ်တော့အသက်တရတန်ဖိုးမဲ့လုံးနေရှင့်နေနာခဲ့ရသူတွေဘဝတစ်ချက်လောက်ငဲကြည့်ပါအောင်လူချင်းမင်းတို့ပေါ်ရောက်ခဲ့တဲ့အရာတွေကြောင့်ဆုံးရှုံးမှုတွေကပိုသွားခဲ့တာဖြစ်ပါရှင့်မလင်တန်ခံရတာချင်းအတူတူအချို့အဆောက်အဦတွေကဘာမှဖြစ်ဘူးလေဟုတ်တယ်မလားတနိုင်ငံလုံးပြိုသွားတာဒီမျိုးပေါ့ကျမပြောချင်တာလေနော်ငလင်ဖြစ်တယ်မန္တလေးမြို့စကိုင်းမြို့အားလုံးပြိုသွားတာမှမဟုတ်တာဒါဆိုမပြိုတဲ့အဆောက်အဦတွေကဘာကြောင့်မပြိုရလဲ လူကြီးမင်းတို့ငလင်တစ်ခုလေးကိုပြစ်ပြောမယ်ဆိုပြောပါတယ်ဟုတ်တယ်မလားလူကြီးမင်းတို့ရဲ့အဆောင်ဦးရေသွေးရနှိမ့်ကြနေလို့ပြိုသွားတာလေလူကြီးမင်းတို့အလုပ်ပေါ်မှာပေါ်ရောက်ခဲ့တဲ့အတွက်ပြိုသွားခဲ့တာလေအဲ့ဒီပြိုသွားတဲ့အဆောင်ဦးအောက်ထဲမှာအသက်တွေအများကြီးပါသွားတာရှင့်မိသားစုဘဝတွေအများကြီးပါသွားတာတချို့အဆောင်ဦးတွေအောက်မှာဆိုရင်ကလေးတွေရဲ့အနာဂတ်တွေပါပါသွားတာရှင့်ဒါလေးတွေလူကြီးမင်းတို့စဉ်းစားမိပါရဲ့လားရှင့်လူကြီးမင်းတို့ရှာဖွေထားတဲ့စီးစိမ်တွေအများကြီးပါရှင့်ဒီချိန်မှာတာဝန်ယူမှုတာဝန်ခံမှုနဲ့နစ်နာခဲ့ရတဲ့ပြည်သူတွေ ကိုယ့်ရဲ့အဆောက်အဦမှာနေထိုင်ပြီးတော့တည်ဆုံးမှုဖြစ်ခဲ့ရတဲ့သူရဲ့အတွက်ငါတို့ဘလိုလေးကုညီဆောက်ရှောက်ပေးရင်ကောင်းမလဲဆိုတာလေးကိုစဉ်းစားသင့်ပါအရှင့်နိုင်ငံတော်အနေနဲ့ကလည်းတရားလေးအရေးယူသင့်ပါအရှင့်ဒီချိန်မှာစံပြအရေးယူမှနောက်ထပ်ဆောက်မဲ့အဆောက်အဦတွေအရေးချင်းပြေးဝါမှာပါရှင့်အရေးသွေးမှီမှာပါရှင့်အဆောက်အဦတွေအရေးချင်းရှိဆိုတာအရေးသွေးပြေးဆိုတာဆောက်လောက်ကြဖို့ဆိုတာကဒီကိစ္စကြီးကိုစံပြအနေနဲ့အပြစ်ယူလိုက်မှသူတို့ရကြောက်ပြီးတော့အော်ငါတို့ဒါတော့တရားလေးလုံးဝဖြစ်မယ်ဆိုတာမျိုးဒီလိုမျိုးလေးပြောင်းလဲလာမှာရှင့်ဒါကြောင့်အရေးယူမှုကအရေးကြီးရဲ့ စစ်စစ်နိုင်မှုကအရေးကြီးပါရှင့်။ဒါမှမဟုတ်ဆိုတော့ဘလောက်ပဲညှော်ကြားချက်တွေထုတ်ထုတ်ဘလောက်ထိပဲသူတို့ကိုမြစ်တာရက်ခံမြစ်တာရက်ခံဒါတွေကလေဘောကစကားတွေပဲဖြစ်သွားမှာရှင့်။ဒါကြောင့်ဒီလိုမျိုးမဖြစ်အောင်လို့နိုင်ငံတော်အနေနဲ့တရားစစ်စစ်ပေးပါ။ဆောက်လုပ်လုပ်ငန်းရှင်တွေလည်းပူးပေါင်းပေးပါ။ပြည်သူတွေအနေနဲ့ကလည်းနှိုးဆော်ပေးပါလို့ကျွန်မအနေနဲ့တိုက်တွန်းချင်ပါရှင့်။ကျွန်မနိုင်ငံလူတွေကိုကျွန်မစကားလမ်းစုံလို့ပြောပြတာပါ။ထားနိုင်ငံလူတွေကိုဆိုကျွန်မတို့ခါကြရတယ်သူတို့ပေါ်အမြင်မကြီးတဲ့ကိစ္စလေးရှိရလေ။ဟို ထိုင်းနေဆိုငါတို့ရငဲနိုင်မှာပြောတတ်တယ်ချွေတယ်ထိုင်းနေငါတို့ငဲနိုင်မှာရင်ငါတို့ငါတို့ကဘယင်ငါတို့ဘယင်ကထိုင်းနေဘလို့သွားသိမ့်ခဲ့တာသူတို့ဆိုငါတို့ဘယင်ရဟိုကတော့မကိုးကွယ်တာဆက်သက်ဖြစ်ပေါ့နော်သူတို့နှိမ်ပြောကြတာပေါ့နော်ဒါပေမဲ့တကယ်တမ်းပကတိရှိတရားကြည့်လိုက်တဲ့အချိန်ကျတော့ကျမတွေကကျမတို့ကသူတို့ထပ်ပို့ပြီးနောက်ကျနေရဲ့ရှင့်ကျမတို့နိုင်ငံသူတို့ထပ်ပို့ပြီးတော့နှိမ်ကျနေတယ်ကျမတို့လူမျိုးရဲ့ဘဝနေထိုင်မှုကသူတို့ထပ်ပို့ပြီးတော့အရန်ဆိုးဝါးနေရဲ့ရှင့်ဒါပြင်အဆိုးဝါးဆုံးအရှက်ရစေရတဲ့ကိစ္စကကျမတို့ဟာသူတို့စီမှာအလို့သမားတွေဖြစ်နေကြရဲ့ရှင့် ဒါဟာဘာကြောင့်လဲဆိုတော့အရင်စစ်လိုက်တဲ့အခါကျတော့ကျမတို့စိတ်သက်တရားသူတို့လောက်အစင်တန်းမမြင်နိုင်ဘူးပါမသိဘူးရှင့်ကျမတို့ကမြင်အောင်မြင်တဲ့တိုင်ပြောပြရအောင်နော်အခုဒီတော့ဖြစ်စင်ပါပဲနှိုင်းရှင်ကြည့်လိုက်ပါသူတို့နိုင်ငံလုပ်ငန်းရှင်တွေတာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့ကိုယ်နိုင်ငံသားတွေအတွက်ကိုယ့်ရဲ့ customer အတွက်လုပ်ပေးမယ်တာဝန်ယူမယ်ဆိုတဲ့အခြေအနေတစ်ခုမှာကျမတို့နိုင်ငံလုပ်ငန်းရှင်တွေပတ်ပြေးနေကြတယ်ဆိုတော့အဲ့ဒီမှာနေကျမတို့နိုင်ငံရဲ့အရေးအချင်းစိတ်သက်ကကွာခြားသွားပြီရှင့်ဒါကြောင့်လေဘဝကလေးကွာခြားရတာဟိုအခြေအနေတွေကွာခြားရတာနိုင်ငံတစ်ခုလုံးစာကွာခြားသွားရတာရှင့် ကျမတို့စိတ်ဓာတ်တွေကိုပြန်ဆွဲတင်ဖို့လိုတယ်။ကျမတို့ထိုင်းနိုင်ငံထပ်ပို့ပြီးတော့အဆင့်မြင့်ကျင်နေဆိုရင်ကျမတို့သူ့ထပ်ပို့ပြီးတော့စိတ်ဓာတ်ကောလူနေမှုပုံစံရောအဆင့်မြင့်မှဖြစ်မယ်ရှင်။အဆင့်မြင့်ကျင်ရင်အဆင့်မြင့်ရတယ်။မြင့်တာနဲ့မြင့်တာနဲ့မတူပါဘူးရှင်။မြင့်နေဆိုတာကသူ့အတူမြင့်မြင့်သွားတဲ့သဘောတရား။မြင့်တယ်နဲ့ဆိုတာကကျမတို့စူးစမ်းပြီးအားစိုက်ပြီးတော့ဆွဲတင်ရတာရှင်။ ဒါကြောင့်ကျမတို့စိတ်ဓာတ်တွေအရာအားလုံးတွေညှင့်တယ်မို့လို့ရတယ်။ဒီတော့မှကျမတို့ဟာသူတို့တွေကပို့ပြီးတော့ပခုံးတစ်ခုပခုံးတစ်ချမ်းညှင့်တဲ့လူဖြစ်ကိုပြန်ရောက်လာမှရှင့်ကျမတို့ဟာသခင်မျိုးပါနော်။ကျမတို့မြန်မာလူမျိုးပါလေ။ပြီးတော့ကျမတို့စိတ်ဓာတ်တွေသခင်စိတ်မွေးဖို့လို့ရတယ်။သခင်ဆိုတာတာဝန်ယူတတ်ရတယ်ရှင့်။အဲ့လိုမျိုးမွေးမှကျမတို့ကသူများတွေထပ်ပို့ပြီးတော့ခေါင်းတစ်လုံးညှင့်တဲ့နိုင်ငံသားတွေဘဝရမှာပေါ့ရှင့်။အဲ့လိုမှမဟုတ်ရင်တော့ကျမတို့ကကိုယ့်ထက်မြင့်တဲ့သူမနာလို့တိုးရှေပြီးတော့တိုက်ခိုက်နေတဲ့လူမျိုးအနေနဲ့ဒါကျမတို့ကြာဆုံးသွားပါလိမ့်မယ်ရှင့် ဒါလေးကိုကျမအနေနဲ့တမျိုးသားလို့ရစိတ်တက်လေးတွေပြုပြင်နိုင်စေဖို့အလို့ကကျမအနေနဲ့တိတိတော်မှတ်တောင်လေးပြည့်ပြတောင်းဆိုပေးတာဖြစ်ပါရှင့်ကျမရဲ့စေတနာအရင်းခံလေးကိုနားလေခံစားမိမယ်လို့လည်းကျမအနေနဲ့ယုံကြည်မျှော်လင့်ပါရှင့်ကျမရဲ့သတင်းတင်ဆက်မှုလေးကိုဒီနေ့မှတောင်းနေပဲရှင်းနာပြစေရှင့်ကျမပြောသွားတဲ့တဲ့လေးတွေမှာမိဘပြည်သူတို့စဉ်းစားမိရဲ့အချက်လေးရှိရဲဆိုလဲခွန်မန်လေးရနေဆွေးနွေးတော့လို့ရပါရှင့်ရှင်ကြီးစွာနဲ့ကျမတို့ဆွေးနွေးကြပါမယ်ကျမတို့အနေနဲ့ကလည်းနေ့စဉ်နေ့တိုင်းပေါ့နော်ကျမပြောတဲ့တဲ့လေးတွေပေါ်မှာမိဘပြည်သူတွေဘလို့သဘောထားလဲဆိုတာသိချင်ပါရှင့် အဲ့ဒီအနေမှာကျွန်မမှားတာရှိလဲပြင်ပါမယ်လိုအပ်တာရှိလို့ရှင်လဲကျွန်မထပ်လေ့လာပြီးတော့ပိုကောင်းအောင်တင်ဆက်ပေးပါမယ်ရှင်ဒီလိုနဲ့ပဲကျွန်မတို့အနေနဲ့အလုပ်ကိုစူးစမ်းလုပ်နေတဲ့ကျွန်မနိုင်ငံအတွက်ကောင်းမွန်တဲ့သတင်းလေးတွေမှန်ကန်ခိုင်မာတဲ့သတင်းလေးတွေပေးနိုင်အောင်ကျွန်မအမြဲတမ်းပဲစူးစမ်းသွားမှာဖြစ်ပါရှင်ကျွန်မသတင်းတင်ဆက်မှုလေးတွေကိုအမြဲတမ်းစိတ်ရှည်စွာနဲ့အားပေးကြတဲ့မိဘပြည်သူများအားလုံးစိတ်ချမ်းသာကိုကြမ်းမာကြပါစေကျွန်မတို့ကောင်းမွန်တဲ့နိုင်ငံအသစ်တစ်ခုစီကိုအတူတူသွားနိုင်ပါစေလို့ကျွန်မတို့ဘိုင်းမီဒီယာမှာဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ရှင်